မင်္ဂလာပါရှင်။သက်စလီဗီဒီယိုရဲ့နိုဝင်ဘာ30ရက်နေ့ည8:00နာရီခန့်နောက်ဆုံးရအမှုပညာသတင်းလေးကိုတင်ဆက်ပေးတော့မှာပါ။နိုင်ငံတကာအမေရိကမှာမေကော့စမိုတရက်ဖို့စုရကမြမကုံဆောင်နိုင်မယ်လို့ခန့်မှန်းချင်းခံနေရတဲ့မွန်တိုင်းရင်သူတွေမြင့်မြတ်မှုရဲ့သတင်းအမှုပညာရကြော်တော့နောက်ခံရှိပေမဲ့လည်းတရုတ်ဆောင်မင်းသမီးဖြစ်ချင်တာကြောင့်အခက်ကျွတ်နေရတဲ့ခေတ်ရဲ့သတင်းဝေဖန်သူတွေကိုပြားစင်မှာယုံလေးပို့ထားပြီးဥတင်ကြော်ဖို့ပြောလိုက်တဲ့ယုံလေးရဲ့သတင်း ကောပကာသနာမပါဘဲနဲ့ပမောက်ခကျုံစီရတော့ကိုချီညိုတရာတရားပြင်းနဲ့ဆုံးကက်လူကဲလို့ချီကျုခံနေရတဲ့နာလိုင်းတို့မိသားစုရဲ့တည်င်းပါဝင်စီလုံးနိုင်ငံမှာတပင်သေးများနေစီမြမကုံဆောင်ကအကောင်းဆုံးစကားစုနဲ့မင်းသမီးစုရခဲ့တဲ့မိမိကိုကိုရဲ့တည်င်းကိုရှုစားရမှာပဲဖြစ်ပါတယ်ရှင်ဝိဖန်နေသူတွေကို စင်မှာယုံပုံလေးထောင်ပြီးတော့ဥတင်ကတော့ဘောပြောလိုက်တဲ့ယုံလေးအားလုံးမေမီလာပါသဲဆယ်လီဘရီနျူးပေးကနေပြန်လေကကြိုဆိုလိုက်ပါရယ်လိမ္မာရင်ကျေးကိုယုံလေးကမြမယုရှင်ဇကာရီကို next level ရောက်စေချင်တာကြောင့် action ဇကာရီကိုအကုန်ကြားခံပြီးတော့ထုတ်လုပ်တတ်သူပါဒီရဲ့ဘိုင်းမှာလည်းယုံလေးကိုရိုင်းထုတ်လုပ်သူဒိုက်တာမင်းသားလောက်ထားတဲ့မြို့ပြတွေကလမ်းမယုရှင်ဇကာကြီးကိုယုံတင်ခဲ့ပါရယ်ယုံတင်စာပထမရက်မှာတင်လာကြည့်မဲ့သူကတရားတော်မှရှိတာကြောင့်ယုံလေးကခြေခွဲဝန်းနေပြီးနုပညာလောကရဲ့ကနေထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါသေးတယ် တိန်ချောက်တောင်ကုန်ခံပြီးတော့ရှိုက်ကူးထားတဲ့ဇကာကိုတရားမလာမကြည့်တာကြောင့်ရှင်လေးကတော့နုပညာလောကရဲ့ကတောင်နားယူမယ်လို့ပြောခဲ့တာပါမြို့ပြရဲကလမ်းမယုံရှင်ဇကာရဲမှာအောင်လေးထိုင်ရောထထထထုံတော့လေပါဝင်ပါရီအရှင်ဇကာဖြစ်တာကြောင့်လူအင်အားများများနဲ့ရှိုက်ကူးထားပြီးတော့တနစ်ခွဲကြော်ကြအောင်ချိန်ပေးထားတဲ့ဇကာဖြစ်ပါရီရုံတင်ခွင့်ရတဲ့အချိန်မှာတော့နုပညာလောကရဲကမိဆွေတွေကရောပရိသတ်တွေကပါအဖက်မလို့လို့ရှင်လေးဟာစိတ်တက်ကြသွားပါရီနောက်ရက်မှာတော့ရှင်လေးဟာမူပြီးတော့ရှောက်ရဲမိတာဖြစ်တဲ့အကြောင်းဝန်ခံလိုက်ပါရီ တကယ်တော့သူ့ဇက်ကားကလာကြည့်သူတွေလည်းရှိပြီးတော့လူလာကြည့်အောင်လို့ရှောက်ရည်တာပါလို့ဆိုပါရီသူရဲ့ marketing စနစ်ကြီးကတော့ဘယ်သူမှမစင်းစားနိုင်တဲ့အနေအထားတစ်ခုကိုရှောက်သွားပါရီရှင်လေးတရားသိန်း6000ရှုံးပေါ်နေပြီဆိုပြီးတော့ဝမ်းသာနေသူတွေကိုရှင်လေးကသူ့ွက်ထဲရောက်လာအောင်လုပ်လိုက်ပါရီဝေဖန်နေသူတွေကလည်းသူ့ကျေးဇူးနဲ့မကင်းတာကြောင့်ရှင်လေးကိုကျေးဇူးရှင်တစ်ပါးလို့သတ်မှတ်ပြီးခရီးဆင်မှာကိုယ်ငယ်ဖို့တောင်းမှပြောခဲ့ပါသေးတယ်ခရီးဆင်မှာရုံပုံကိုထောင်းထားပြီးတော့သူ့ကိုကိုယ်ငယ်တင်ကြောင်ပြောနေလို့ရှင်လေးကိုဝေဖန်သူတွေလည်းရှိနေပါရီ သူ့ရုပ်ရှင်ကိုလူတွေလာမကြည့်ဘူးလို့လဲကွက်သုံးထားတဲ့ marketing နီးလန်းဖြစ်ပြီးရုံပြင်းရုံရှမ်းဖြစ်နေပါတယ်။လာရောက်အားပေးသူတွေနဲ့လည်းဓာတ်ပုံတွေတွေ့ရိုက်ပြီးတော့ရုံလေးကို academy ပေးတင်ချောင်းမှာပြောနေကြပါတယ်။လက်တွေ့ဘက်မှာလည်းရုပ်ရှင်တွေအတိုင်းဖြစ်တင်တာတွေကိုမဖြစ်အောင်သင်ငန်းစာယူတင်တာကြောင့်ဒီဇက်ကားဖန်တီးပေးတဲ့ရုံလေးကိုတောင်မှကျေးဇူးတင်နေကြပါတယ်။ရှင်လေးကဇလန်းရွေးချယ်တဲ့နေရာမှာလဲကောင်းမွန်တဲ့ပြင်တရုတ်ဆောင်တဲ့နေရာမှာလဲအဝင်ကွင်းစားဖြစ်နေပါရီတကယ်ဆိုတရားလို့ပြပြအောင်စူးစမ်းထားတာကိုတော့ရုပ်ရှင်ကိုသွားကြည့်ထားတဲ့သူတိုင်းကလက်ခံကြပါရီ ေယူလေသိန်းနဲ့မျက်နှာအိုက်တင်ကိုသရုပ်ပေါ်သွားအောင်လူမိုက်တွေကိုလေးလာပြီးတော့တရုပ်ဆောင်ထားတာပါအဆိုတော်ဖြစ်နေလို့အတန်နေတန်ထားနေလေတန်ကလည်းဟာကွဲမရှိအောင်ကောင်းမွန်နေလို့ဒီနေ့ကတော့ယုံလေးတွေအကယ်ဒမီစုကြီးခေါ်ဆောင်လာတော့မှာပါအစားကတော့ယုံလေးဟာသူ့စကားကိုနုပညာလောကထဲမှာသူ့ကူညီပေးမှုတွေမိတ်ဆွေတွေကလည်းဝန်းရံပေးကြတဲ့ကြောင့်မိတ်ဆွေကမရှိလို့ဝန်းနေရတာဖြစ်ကြောင်းပြောခဲ့ပါသေးတယ်အခုတော့အားလုံးကလဲွက်တွေဖြစ်ပြီးဘသူနဲ့မှမတူတဲ့ marketing ကြီးဖြစ်နေတာပါ ရှင်လင်းရဲ့တရုတ်ဆောင်မတွေကအရန်မိုက်နေလို့အကယ်ဒမီစုကတော့ပြေးမလို့အကြောင်းချီကျူးနေကြပါတယ်။နေဝင်လေဆိုတော့ကနေမင်းသားဖြစ်သွားပြီးအကယ်ဒမီရသွားခဲ့တယ်လို့ရှင်လင်းလေးအကယ်ဒမီစုနဲ့နှိစက်လာပါပြီ။တကယ်အရှေ့စကားကိုပြပြရိုက်ကူးထားတာကမြမရုပ်ရှင်လောကတိုးတက်ဖို့အတွက်လမ်းစာတစ်ခုဖြစ်ပြီးရှင်လင်းလိုရှင်နီးလိုစုစားရဲမှသာဒီစကားကပေါ်လွင်လာမှာပါ။ရှင်လင်းကတော့သူ့ရဲ့ marketing အောင်မြင်မှုကိုဝမ်းသာနေပြီးဝေဖန်သူတွေကိုလည်းသူ့ကိုကိုးဝယ်ဖို့အတွက်ပြောနေကြပြီဖြစ်ပါတယ်။ ဖျားဆင်မှာရုံပုံကိုကိုးကွယ်ပြီးတော့ကရော့ဖို့ပြောနေတဲ့ရှင်လေးဟာမြို့ပြတွေကလမ်းမရုပ်ရှင်နဲ့ကရမီစူချီစုကူသွားနိုင်မလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်စီလုံးနိုင်ငံမှာသဘင်သေးများနည်းစီစကားနဲ့အကောင်းဆုံးနိုင်ငံတကာဆုရရှိခဲ့တဲ့မေမီကိုကိုမင်္ဂလာပါပရိသတ်ကြီးဒီနေ့တော့မြမရုပ်ရှင်လောကအတွက်ဂုံစရာကောင်းတဲ့သတင်းထူးလေးတစ်ခုကိုတင်ဆက်ပေးကြပါမယ် မြန်မာပြည်တွေမှာမကပြည်ပနိုင်ငံတကာစီးမြင့်ထက်မှာပါမြန်မာရုပ်ရှင်ရဲ့စင်တန်းကိုပြသနိုင်ခဲ့တဲ့မင်းသမီးချော်လီမီမီကိုကိုရဲ့အောင်မြင်မှုမတိုင်ကြောင်းပဲဖြစ်ပါရယ်လက်တလုံးနှပညာသတင်းတွေထဲမှာရှေးပင်းစားဆုံးဖြစ်နေတာကတော့ထိတ်တဲမင်းသမီးမီမီကိုကိုရဲ့နိုင်ငံတကာအောင်မြင်မှုသတင်းပါပဲသူမဟာပြည်တွင်ပြည်သက်တွေရဲ့အားပေးမှုကိုခိုင်မာရရှိထားရုံသာမကပဲအခုခါမှာတော့နိုင်ငံတကာအသိမဲ့ပြုဆုတစိတ်တစ်ခုတော့ပါပိုင်ဆိုင်လိုက်နိုင်ပြီဖြစ်ပါရယ်ထိုနိုင်ငံမှာဇင်မာပြုလုပ်ခဲ့တဲ့လန်ရှောင်းမင်းခေါင်နိုင်ငံတကာရုပ်ရှင်ရဲ့တရက်ပတ် လန်ချမ်းမဲခေါင်အင်တာနက်ရှင်နယ်ဖလင်ဝီပွဲကြီးမှာမြန်မာနိုင်ငံကိုစားပြုနေတဲ့မိမိကိုကိုနဲ့လူငယ်တိုက်တာမင်းဆက်တက်တို့ဆောင်းတဲ့ရုပ်ရှင်ဖွဲ့သားတွေတွားရောက်ရှင်ပြိုင်ခဲ့ကြပါတယ်။သူတို့ရှင်ပြိုင်ခဲ့တဲ့ဇာတ်ကတော့ပြည်သက်တွေချာမှာအကြီးကျယ်ဟိုလီကျော်ဖြစ်ခဲ့တဲ့သပင်းသည်များနဲ့စီရုပ်ရှင်ဇာတ်ကြီးပဲဖြစ်ပါတယ်။ရလက်ကတော့မြန်မာပြည်သက်တွေမျောလင့်ထားတဲ့အချိန်အကောင်းဆုံးနိုင်ငံတကာစုကိုစုကူရရှိခဲ့တာပါ။ဒီဇာတ်ကမှာမိမိကိုကိုရဲ့တရုပ်ဆောင်ချက်တွေဟာတကယ့်ကိုပြောစမဲ့ပြုလောက်စရာကောင်းခဲ့ပါတယ်။ပုံမှန်မြန်မာရုပ်ရှင်ဇာတ်ကတွေမှာမြင်နေကြ တမင်ရိုးကြတရုတ်ဆောင်ဟန်ဒီဇလန်သွားတွေကနေလုံးဝကွက်ချက်ပေးထူးခြားဆန့်သစ်တဲ့တင်ဆက်မှုမျိုးကိုသူမကပုံဖော်နိုင်ခဲ့ပါရဲ့အထူးသဖြင့်သူမတရုတ်ဆောင်တာတွေအများနည်းစီဆိုတဲ့ဂိုက်တာဟာတမင်ကရှန်ကမဟုတ်ပါဘူးဒေါသမာနာနဲ့အညိုတေးတွေလွှမ်းမိုးနေတဲ့တပင်တဲ့တယောက်ရဲ့စိတ်နေစိတ်ထားကိုပြပြအောင်လုပ်ပြနိုင်ခဲ့ပါရဲ့ဒီနေရာမှာချစ်ကြရမှာကမိမိကိုကိုရဲ့ကြိုးစားအောက်တော်မှုပါပဲတပင်တဲ့ဂိုက်တာပြပြမှုတွေသူမဟာ မြမယူရာကတွေကိုချိန်ပေးလေးချင်းကြရတယ်လို့စိတ်ခံစားမှုတက်ကြကြတဲ့လေရရုပ်ကိုလည်းပိုင်နိုင်စွာပုံဖော်နိုင်ခဲ့ပါရီနိုင်ငံတကာအတိုင်းတွေကတောင်သူမရဲ့တဘာဝကြပြီးအားကောင်းတဲ့တရုတ်ဆောင်ချက်တွေကိုအထူးတလည်ချီးကျူးခဲ့ကြတယ်လို့သိရပါရီဂျာကမြမရုပ်ရှင်အစဉ်အတန်းမြန်မာလာမှုကိုပြသလိုက်တာဖြစ်တယ်လို့မျိုးဆက်တဲ့လူငယ်တွေရဲ့ဖန်နီးနိုင်စွမ်းကိုကဘာကအသိမဲ့ပြုတ်လိုက်တာလည်းဖြစ်ပါရီ ကြပင်ဒီဇက်ကားဟာတကယ်ကဟော်ရာမျိုးစားဖြစ်တာနဲ့ညီမိမိကိုကိုရဲ့မျက်လုံးကြီးတွေမူရာတွေကကြည့်ရှုသူကိုချက်သိမ်းထသွားစေလောက်အောင်ပိုင်နိုင်လုံးခဲ့ပါတယ်။စကလုံးတွေအများကြီးပြောနေစရာမလိုပဲမျက်လုံးကြီးတစ်ချက်တည်းနဲ့ကြောက်လေခြောက်ချားစရာကောင်းတဲ့ငွေသက်ကိုပေးဆွဲနိုင်တာကသူမရဲ့နှုပညာရည်ချင်းကိုတည်တည်ပြလိုက်တာပါပဲ။ဒါကြောင့်လေဒီဇက်ကားရုံတင်စဉ်ပရိသတ်တွေရဲ့အားပေးမှုအများဆုံးရရှိခဲ့ပြီးရုံတင်ငွေစံချိန်တင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီအမိမှုရဲ့နောက်ကွယ်မှာမပါမဖြစ်ချီးကျူးအမဲသူကတော့လူငယ်တိုက်တာမင်းဆက်တဲ့ပါပဲသူရဲ့ခင်မိတဲ့ရိုက်ကူးမှုနှိပညာတွေတင်ဆက်ပုံတွေနဲ့မိမိကိုကိုရဲ့အားကောင်းတဲ့တယောက်ဆောင်ချက်တွေပေါင်းစပ်လိုက်တဲ့အခါမှာတော့နိုင်ငံတကာကပါတိမဲ့ပြူရတဲ့လက်ရာကောင်းတစ်ခုထပ်ပေါ်လာခဲ့တာဖြစ်ပါတယ်အခုလောနိုင်ငံတကာပွဲမှာဆုရရှိခဲ့တာဟာမိမိကိုကိုရဲ့နှိပညာမှတ်တိုင်တစ်ခုဖြစ်တမိုင်းမှာကျန်ရင်မှာဖြစ်ပါတယ်ဒီပပွဲတွေမှာမြန်မာရုပ်ရှင်ရဲ့အစဉ်အတန်းကိုပြသနိုင်ခဲ့တဲ့အတွက်သူမကိုပရိသတ်တွေကတော့ထုံးစံအတိုင်းဝမ်းသာကုန်နေကြပါတယ် မြမရုပ်ရှင်လောကရဲ့ဂုံကုံဆောင်နိုင်ခဲ့တဲ့မိမိကိုကိုနဲ့သပင်းသေးများနဲ့စီဖွဲ့သားတွေကိုလိုက်လိုက်လဲလဲအကုန်ပြုတ်လိုက်ပါရယ်ကေပရိသကြီးနိုင်ငံတကာဆူရရှိတဲ့မိမိကိုကိုရဲ့တရုတ်ဆောင်ချက်တွေကိုရောဘလို့မြင်ကြလဲရှေ့ဆက်ပြီးရောနိုင်ငံတကာပွဲတွေမှာထက်မဲ့အောင်မြင်မှုတွေရအောင်နိုင်မယ်လို့ထင်ပါသလားပရိသကြီးရဲ့မြင်လေးကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင့် အနုပညာအရာကျောင်းနောက်ခံရှိပေမဲ့လည်းတယောက်စာမင်းသမီးဖြစ်ခြင်းလို့ခက်တွေ့နေရတဲ့ခင်ကျမတို့ရဲ့ The Celebrity New Channel လေးကနေပြန်လည်ကြိုဆိုလိုက်ရပါရယ်ခင်တခင်ကတော့ vlogger လေးဖြစ်အားပေးမှုတွေကိုခိုင်မာရှာခဲ့သူပါလက်ရှိမှာတော့ကြညာလေးတွေနဲ့တူတစားတစားလူတီများလာခဲ့ရပါရယ်နမေရစိုးညီမတွေရဲ့မျိုးဆက်ဖြစ်တာကြောင့်လည်းပြည်သက်အားလုံးကပါဝင်းရံလာခဲ့တာပါဒါကြောင့်လည်းတယောက်စာမင်းသမီးဖြစ်မြင်တွေ့လာဖို့ရှေးဝင်းရံပေးလာခဲ့ကြတာဖြစ်ပါရယ် ခေတ်သခင်လေးကတော့ကြောထောင်နောက်ခံပြေဝါရှိပေမဲ့လည်းနှုပညာအတွဲစိတ်ဝင်စားမှုအားနေခဲ့ရသူပါဒါကြောင့်လည်းဝါသနာပါရဘလော့ဂါလေးဖြစ်တမျိုးတစ်ပုံလေးနဲ့တူဖန်နီးပုံဖော်လာခဲ့ပါရယ်လက်ရှိမှာတော့ကြောင်ညာမင်းသမီးလေးဖြစ်နောက်တစ်စိတ်ကိုကြိုးစားလာခဲ့တာပါဒါကြောင့်လည်းအကယ်ဒမီရနှုပညာရှင်ဖြစ်လာဖို့အတွက်တရုတ်ဆောင်မင်းသမီးလေးဖြစ်နေပါအမခံပရိသတ်တွေကမြင်တွေ့ချင်လာရပါရယ်လက်ရှိမှာတော့နှုပညာဆွေမျိုးတောက်တင်းနေပြင်ငွေကြီးရပြည့်စုံတဲ့အခါမင်းသားမင်းသမီးတွေပါဖြစ်လာနိုင်တာပါဒါကြောင့်လည်းမင်းသားမင်းသမီးကြီးအများစုရဲ့သားသမီးတွေကိုပါ အနုပညာနယ်ပယ်ထဲမှာတွေ့မြင်လာခဲ့ရတာဖြစ်ပါတယ်။ခေတ်တခင်ကတော့တရုတ်ဆောင်နယ်ပယ်ပေါ်မှာအပြည့်အဝသိစရာရှိမှုလေးစားမှုရှိသူလေးဖြစ်ပါတယ်။ဒါကြောင့်လေတရုတ်ဆောင်မင်းသမီးဖြစ်နေတူမြင်တွေ့ရဖို့ခက်နိုင်ကြအောင်အမခံပရိသတ်တွေစီကချပြပေးလာခဲ့တာပါတရုတ်ဆောင်မင်းသမီးတူဖြစ်လာဖို့အတွက်ပရိသတ်အားပေးမှုကလည်းအများအပြားလိုအပ်တယ်လို့အတင်ပိုင်းမှာထူးချွန်နေဖို့လိုအပ်ရပါတယ်ဒါကြောင့်လေကျွန်ညာမင်းသမီးလေးဖြစ်နေတာအောင်မြင်မှုတွေကိုရှောက်လာခဲ့ရပါတယ်ခေတ်တခေတ်ကတော့ဘေဘုတ်ပေါ်က ကြောင်ညာမင်းသမီးလေးတွေကိုအားကြခဲ့သူဖြစ်ပါရယ်။ဒါကြောင့်လေဘေဘုတ်ပေါ်မှာရောက်ရှိလာနိုင်ဖို့ရေတစ်ဖက်မှာစူးစမ်းလာခဲ့ရပါရယ်။ဝါဒလာနဲ့အလို့ထတ်တူမကြတဲ့အခါရေရှည်မှာဆင်ပြေချုံးမွေးဖို့အတွက်အခက်တွေ့လာတတ်ကြပါရယ်။ဒါကြောင့်လေအစားအသောက်ဘလော့လေးတွေနဲ့တူဖူဘလော့ကာလေးဖြစ်တာခစ်ကဒီဇိုင်းမဲ့မဲ့စူးစမ်းလာခဲ့ပါရယ်။ဆိုညီမရဲ့ဘာကဲပရိသတ်တွေကတော့လိုအပ်လာတဲ့ကွက်လက်လေးတစ်ခုကိုပါထောက်ပြလာခဲ့ရပါရယ်။ဒါကြောင့်လေအောင်မြင်တဲ့မင်းသမီးအဖြစ်မြင်တွေ့လာဖို့ရေမာကြီးစိုးကပါအခရာကြလာခဲ့တာဖြစ်ပါရယ်။ ဆွေမြသူစားကတော့ခေတ္တခင်လေးရဲ့အမြင်မှုပေါ်မှာအကောင်းမွန်ဆုံးအနေနဲ့ပါရမီဖြည့်ပေးနေကြရပါတယ်။ဒါကြောင့်လေဝါသနာကိုလက်ကင်ထားကအောင်မြင်လာမယ့်လမ်းစာပေါ်ကိုပါကုညီပေးလာကြရပါတယ်။လက်ရှိမှာတော့ကြောင်ညာမင်းသမီးလေးဖြစ်လာတဲ့ခေတ်လေးပေါ်မှာဝမ်းသာမဆုံးဖြစ်လာကြရပါတယ်။ဒါအပြင်မှာတော့ဝါသနာပါယာဖူဘလော့ဂါလေးဖြစ်အောင်မြင်လာဖို့ကိုပါကုညီပေးလာကြရတာဖြစ်ပါတယ်။ပရိသတ်ကြီးလိုလေဘလော့ဂါလေးဖြစ်လူတီများအောင်မြင်လာပေမဲ့လေတရုတ်ဆောင်မင်းသမီးဖြစ်ဝင်းရမှုများပြလာတဲ့ပေါ်မှာမြင်လေးတွေကိုမျှဝေပေးကြပါအောင်ရှင်။ ိုင်ငံတကာအလှမေရေးကြားထဲမှာ Miss Cosmo တရဖူးစုကမြမကုံဆောင်နိုင်မယ်လို့ခန့်မှန်းချင်းခံနေရတဲ့မော်တိုင်းရင်သူလေးမြင့်မြတ်မို့မင်္ဂလာပါပရိသတ်ကြီးရေဒီကနေ့တော့မြမအလှမေလောကမှာတမိုင်းအစ်တစ်ခုကိုရေးထိုးတော့မဲ့အလားအလာကောင်းနေတဲ့အတူတောက်ပနေတဲ့ဂျေတမွင့်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။လက်ရှိအလှမေပရိသတ်တွေကြားထဲမှာရေပန်းစာဆုံးနာမည်ကတော့အလှမေမြင့်မြတ်မို့ပါမော်ပြင်းကထွက်ပေါ်လာတဲ့ဒီမွန်တိုင်းရင်သူတွေကအခုဆိုရင်ဗီနနိုင်ငံမှာကျင်းပပြုလုပ်နေတဲ့ Mid Cosmo 2025ပြိုင်ပွဲကြီးနဲ့မိတ်ဆက်ပွဲခမ်းနားကိုတက်ရောက်နေပြီဖြစ်ပါတယ်။ ထူးခြားတာကတော့နိုင်ငံပေါင်းစုံလှမယ်ဒီချားထဲမှာမြန်မာကိုစားပြုလှမယ်မြင့်မြတ်မိုးဟာသူမနဲ့မတူတဲ့အလှတရားထက်မြတ်တဲ့ငြင်းရင်ကိုဝမ်ဟန်ရှိန်ဝါရီကြောင့်ထင်းကနေပေါ်လွင်နေတာပါပဲ။ဒါကြောင့်လည်းနိုင်ငံကလှမယ်မီဒီယာနဲ့အခက်ခတ်မှုတွေကမြင့်မြတ်မိုးကို Miss Cosmo 2025 Trophy ကိုဆက်ခုံးနိုင်မဲ့အလားအလာရှိသော Performance Runner အလှမယ်တူဖြစ်နေတတိယချက်ကိုခံမှန်းနေကြတာပါ။မြန်မာလှမယ်တမိုင်းကြောင်ကိုပြင်ကြည့်မယ်ဆိုရင်နေနေလေးအဲသဲဆိုရင် ဒူဆောင်ဝင်းလွင်နဲ့နောက်ဆုံးနန်းအင်းစလီနာနာတို့ဟာစရင်အလှမတရားထိဆုံးနေအောင်ရောက်ခဲ့ပြီးမယ်ဝင်းနာတရဖို့ကိုပိုင်ဆိုင်ခဲ့ခြင်းတော့မရှိသေးပါဘူးအခုမြင့်မြတ်မိုးကတော့အဲ့ဒီတမိုင်းကိုပြောင်းပြန်လှန်ပြစ်နိုင်မယ်သူတယောက်ဖြစ်နေမျောလင်းခြင်းကိုခံနေရပါတယ်မြင့်မြတ်မိုးရဲ့အာသာချက်ကတော့ Beauty with Brain မှာ International School ကျောင်းသူတယောက်ဖြစ်တာနဲ့ညီအင်္ဂလိပ်စကားပြောဆိုရင် Communication တွေမှာအထူးကိုကောင်းမွန်သလိုရုပ်ရည်ရမ်းမောင်းတဲ့ခန္ဓာကိုယ်ချိုးဆောင်ကလည်းနိုင်ငံတကာစံချိန်စံညွှန်းနဲ့ကိုက်ညီနေပါတယ် အဲ့လိုမျိုးပြည်ပြည်စုံနဲ့အလှမဲ့တရားဖြစ်လာဖို့အတွက်နောက်ခွေကနေအဓိကပံ့ပိုးနေသူကတော့ National Director ကိုထူအန်လင်ပါပဲထူအန်လင်ကအလှမဲ့တွေကိုအယောင်တင်ပေးရမှာဆရာကြသူတရားပါမကြသေးမီက Miss International ပြိုင်ပွဲမှာအလှမဲ့နန်းအင်းစလီနာနာကို Top 10အထိကိုဝင်ရအောင်ဆွမ်းဆောင်ပေးနိုင်တယ်လို့ဖြစ်ပါတယ်ထို့ထင်တော့ထူအန်လင်ရဲ့စေတနာနဲ့ကြိုးစားအထောက်အပံ့တွေကိုဒီပွဲမှာအထင်းသာတွေ့မြင်ရမှာပါသူဟာအလှမဲ့တွေကိုပြိုင်ပွဲလှလိုက်ရုံနဲ့ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့မလုပ်ဘဲကိုရိုင်းဗီယက်နမ်နိုင်ငံထိကိုလိုက်ပါသွားပြီးတော့အနီးကပ်ကြီးကြပ်ပေးနေတာပါ မြင်းမြမွေးရဲ့မျက်နှာသင်မြင်တဲ့ live ဖတ်မဲ့ make up ပြင်ဆင်မှုတွေကိုကိုရင်ကွန်ကျခြေသပေးပြီးတော့နိုင်ငံတကာလှမယ်ရင်းသားတွေမှာမြန်မာလှမယ်ကိုအထင်းဆုံးနဲ့အလှဆုံးဖြစ်နေအောင်ဖန်တီးပေးတာကိုတွေ့ရှိရပါတယ်။ဒါဟာ National Director တယောက်ရဲ့တာဝန်ယူမှုတာဝန်ခံမှုပြင်နိုင်ငံကုန်ဆောင်ပေါ်ကျပြင်းပြရတဲ့စိတ်ဆန္ဒကိုပြသနေရဖြစ်ပါတယ်။မြင်းမြမွေးရဲ့ကိုပိုင်ရေးသွင်းတဲ့ထွန်းလင်ရဲ့ပတ်မှုနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာတော့ဒီနေ့မှာ Make Cosmo တရဖူအားမြန်မာနိုင်ငံစီကိုရောက်လာဖို့ရာခိုင်နှုန်းတော်တော်များနေပါပြီ။ ရန်ကုန်က Miss Grand မြန်မာပြိုင်ပွဲမှာမြင့်မြတ်မိုးဟာတရဖူးနဲ့လွဲချော်ခဲ့ပြီးတော့ runner up ကိုရခဲ့ပေမယ့်ဗဒမားမှန်ရင် nominee ဖူးဆိုတဲ့အတိုင်းအခုဆိုရင် Miss Cosmo စင်းမြင့်ထက်မှာပုံမတော့ဖောက်ခွင့်ရရှိလာပါပြီ။ကဲပရိသတ်ကြီးရင်နိုင်ငံတကာလှမယ်ဒီကြားထဲမှာ Twin Pony ရဲ့မြင့်မြတ်မိုးရဲ့ပုံရိပ်တွေကိုကြည့်ပြီးဘလို့မြင်ကြကြလဲ။ဒီမှာဟာမြန်မာနိုင်ငံရဲ့ပထမအဦးဆုံးနိုင်ငံတကာလှမယ်တရဖူးကိုစွတ်ခူးနိုင်မယ်။မွန်တိုင်းရင်သူသူရဲကောင်းမှလေးဖြစ်လာနိုင်မလား။ပရိသတ်ကြီးရဲ့အားပေးစကားလေးကို comment မှာမျှဝေပေးသားကြပါဦး။ ကွန်ပကာသနာမပါပဲပမောက္ခချုပ်စီရတော့ကိုជីညိုသရာအဖြစ်နဲ့စွန့်ကပ်လူခဲ့လို့ချီကျူးခံနေရတဲ့နနာလိုင်းတို့မိသားစုမင်္ဂလာပါပရိသတ်ကြီးရေဒီကနေ့မှာတော့နုပညာလောကသာမကစီးပွားရေးလောကမှာပါအောင်မြင်မှုတွေထိတ်တန်းရနေပြီမယ်ဘဝင်မမြင့်မယ်တကယ်ကိုမှအေဂျင့်နဲ့မိသားစုတွေကိုတိဆောက်ထားတဲ့အကယ်ဒမီမင်းသမီးကြီးနနာလိုင်းတို့ဇနီးမောင်နှံအကြောင်းကိုဂုံပြုတင်ဆက်ပေးချင်ပါတယ်ရှင် ပြည်သက်ကြီးနဲ့တည်ကြတဲ့အတိုင်းမှာပဲနန္ဒလိုင်းဆိုတာတစ်ခါတစ်ခါတော့ကမြန်လျင်းကြောင့်အောင်မြင်ခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်တယ်လို့လက်ရှိမှာလည်းမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးဦးစီတီဟိုင်းဇနီးတဲ့ဖြစ်တဲ့ဥစ္စာဒနာပြည်စုံကျွမ်းဝသူတို့ပါနော်။ပိုင်ဆိုင်မှုတွေအရှိန်ဝါရီဘလောက်ပဲကြီးပါစေနန္ဒလိုင်းတို့မိသားစုမှာမမြင်ရတဲ့အရာကတော့ကောပကသနာနဲ့ဟိဟန်ပါပဲ။တို့မှာမြေရန်ရိုးရှင်းစွာနေထိုင်တတ်ပြီးတော့ဘာသာတရားကိုကိုင်းဆိုင်မှုတွေမှာစံပြမိသားစုလို့ပြောလို့ရပါတယ်။လက်တော်မှာပြည်သက်တွေဝိုင်းဝန်းတာလို့ခေါ်ပြီးချီးကျူးနေကြတာကကိစ္စလေးတစ်ခုရှိပါတယ်။ ဒါကတော့နိုင်ငံတော်စံကန်တန်းပေါမောခါချုပ်စီရတော့ဖခင်ကြီးကိုနေမှာပြိဖိပြီးတော့ဆုံးကက်လူရန်ငယ်တဲ့ပုံရိပ်တွေကြောင့်မဒီလူရန်မှုမှာထူးခြားတာကတော့ဘာကုံပကသနာမှမပါဝင်တာပါပဲတချို့တော့တထေးတွေနုပညာရှင်တွေဆိုရင်အလူတန်းတစ်ခုလုပ်ပြီးဆိုတာနဲ့လူသိရှင်ကြအကြီးအကျယ်ကြောင်ညာပေါင်းတည်တဲ့ကြပါပဲနန္ဒလိုင်တို့ကတော့ဒီလိုမဟုတ်ပါဘူးပေါမောခါချုပ်စီရတော့ဖခင်ကြီးဆိုတာနိုင်ငံကျော်သာသနာအာဇာနည်မထေမြတ်ကြီးတစ်ပါးဖြစ်လို့ဆရာတော်ဘုရားကြီးကြောင်းရောက်ချင်းမြင့်နေဆိုကြတဲ့ကဒီမီသားစုရဲ့တိလာသမားရဲ့စေတနာကဘလောင်းထောင်ထက်တန်နေဆိုတာပုံလင်းနေပါတယ် ပုံမှန်ဆိုရင်ဒီလိုခွင့်ရမျိုးရဖို့ခင်းရတယ်လို့ရခဲ့တဲ့များလည်းမီဒီယာတွေခေါ်ပြီးတော့တခန်းတနာလုံးလေးရှိကြပါမယ်။နောက်နောက်ရင်းတော့မိသားစုတည်တန့်ကုသိုလ်ယူခြင်းကိုသာဦးစားပေးခဲ့တာပေါ့။ဒါဟာသူတို့ရဲ့စိတ်ရင်းမှန်ကိုပြသနေရဖြစ်ပြီးတော့ပရိသတ်တွေအတွက်တကယ်ကိုမှအတူယူစရာရည်ကြီးနှက်ခတ်မလွယ်နေထိုင်မှုပုံစံပါမယ်။သူတို့ရဲ့စွန့်ကတဟာတကယ်ကိုမှယုံရှိပြီးတော့အေးချမ်းပါတယ်ဆရာတော်ဖျားကြီးကိုအိမ်ရောက်ပင်ဆောင်ပြီးမိသားစုလိုက်ရိုသေလင်းစားတော့တရာတရားထက်သန်စွာနဲ့ကိုရင်ကိုကြောင့်စွန့်ကတရားနိုင်နေကြတဲ့ပုံရိပ်တွေကမြင်ရတဲ့ရင်စိတ်ကိုကြည်နူးစေပါတယ် ဒါဟာပြည့်တဲ့အိုဘောင်းမင်းမခန်းဆိုရဲစကမုံတိုင်းမှာပဲတကယ်တမ်းတော့ပြည့်စုံကျင်းဝတဲ့တွေအောင်ကြောင်းအောင်မလို့ပဲစစ်မှန်တဲ့ကုသိုလ်စိတ်နဲ့ပဲငြိမ်းချမ်းမှုကိုရှာဖွေကြတယ်ဆိုတာကိုတို့ဇနီးမောင်နှံကပြသလိုက်တာပါဒီလိုစိတ်ထားမျိုးရှိလို့လည်းတို့မိသားစုဟာဘေးရန်နေရာတွေကင်းဝေးပြီးဇီဝရေးတွေဒီလမ်းထိုးတက်နေရဖြစ်ပါတယ်ခင်မောဖြစ်သူဦးစေတီဟာကတော့စီမွားရေးဘလောက်အောင်မြင်နေပါစေ။ဘာသာရေးနဲ့ပတ်သက်ရင်လက်မနေပဲနဲ့ဒူးနဲ့တိုက်ပြီးတော့ရိုးသေးကိုင်းဆိုင်တက်သူဖြစ်တာကိုလည်းတွေ့ရပါရတယ်။ ဒါပြင်တမိလေး၃ယောက်ကိုလည်းငယ်စဉ်ကတည်းကဘာသာတရားနဲ့ရင်ကျေးမှုအကြောင်းကိုကောင်းကောင်းသင်ကြားပေးထားတာကြောင့်မိဘချင်ရနေမဲ့တမိလေးမလေးတွေဖြစ်နေကြတာပေါ့ဝေကြီးချမ်းသာဖို့ကံညာဝရိယရှိခြင်းဖြစ်နိုင်ပေမယ့်အခုလုံစိတ်ထားအေးချမ်းပြီးတော့ဘာသာတရားပေါ်မှာတန်ဖိုးထားတဲ့စိတ်နဲ့မျိုးလေးရှိဖို့ဆိုတာမလွယ်ကူပါဘူး။နန္ဒလိုင်တို့မိသားစုကတော့လောကီစီစဉ်ရောလောကုတ္တရာကုသိုလ်ရေးမှာပါမျှတအောင်နေထိုင်တဲ့သူဖြစ်တာမို့လို့ပရိသတ်တွေကလေးစားချစ်ခင်နေကြတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးဂုံမကန္တနာမပါဘဲနဲ့ရိုးရိုးရှိရှိနဲ့မုံမြတ်စွာလှူရန်ခဲ့တဲ့နန္ဒလိုင်တို့မိသားစုရဲ့စိတ်ထားလေးကိုလေးစားမိကြရင်လား ီလိုဆံပြမိသားစုလေးကိုကြည့်ပြီးတော့ပြည့်ရဲ့အမြင်လေးကို comment မှာရေးသားပေးကြပါအောင်ရှင်ကြီးစုဝမ်းမြင့်ကြတဲ့ပရိသတ်ဒုတိယရှင်ကိုကျေးဇူးထူပဲတင်ရှိပါရရှင်